မင်္ဂလာပါရှင်ဒီနေ့ပေါက်ပန်းလေးစေကနေရာဒီခွေအကြောင်းလေ့လာတဲ့ခီးစဉ်လေးမှာစိတ်ခံစားမှုနဲ့ဆိုင်ပြီးနှွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့ဂရကက်ကင်ဆာရာဒီခွေအကြောင်းပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ဒွန်လ23ရက်နေ့ကနေဇူလိုင်လ22ရက်နေ့အတွင်းမွေးတဲ့သူတွေလားကန်တရာဒီခွေအောက်မှာရှိကြပါတယ်။ဒီရာဒီခွေကိုလာ moon ကအုပ်ဆိုးပြီးရေဓာတ်နဲ့သက်ဆိုင်နေဒါကြောင့်လဲကန်တာရာသီတွင်ပိုင်ရှင်တွေကစိတ်ခံစားမှုပြင်းထန်ပြီးအိမ်နဲ့မိသားစုကိုအယံတံပိုးထားကြကြတာဖြစ်ပါတယ် ခင်းဆွေရသည်ခွင့်ရဲ့အထင်ရှားဆုံးစီရိတ်ကတော့သူတို့ချစ်ခင်ရသူတီကိုကာကွယ်ပေးတတ်ခြင်းနဲ့စောင့်ရှောက်တတ်ခြင်းပဲဖြစ်ပါတယ်။သူတို့ဟာကိုချစ်တဲ့သူတွေလုံခြုံစိတ်ချရဖို့အမြင်စူးစမ်းပေးတတ်ကြပါတယ်။မိဘတဦးဆိုရင်ကလေးတွေအတွက်ဘဲအရာကိုမစုရင်ဆိုင်ရတဲ့တတိမျိုးရှိပါတယ်။တငယ်ချင်းတဦးဆိုရင်လည်းတင်အခက်ခဲကြုံရအမြင်ဘေးနားကနေရှက်တီပေးပြီးကုနီပန်ပိုးပြီးပါလိမ့်မယ်။သူတို့နဲ့အတူရှိနေရင်လုံခြုံနေလို့ခံစားစေပါတယ်။ သူတို့ဟာစိတ်ခံစားမှုအများနဲ့ဆိုင်ပါတယ်။တခြားသူတွေရဲ့ခံစားစေသည့်ကို အလွယ်တကူသိနိုင်ပြီးကိုချင်းစတရားလဲကြည်မာပါတယ်။တင်စိတ်ဓာတ်ကျနေတဲ့အခါသူတို့ဟာတင်ဘာမှမပြောဘဲနဲ့တောင်တင်မျက်နှာကိုကြည့်ပြီးနားလေပြီးနေပါတယ်။ရုပ်ရှင်ကြည့်ရင်ဖြစ်စေ သချင်းနားထောင်ရင်ဖြစ်စေအလွယ်တကူမြင့်ဤကြတက်ကြပါရယ်သူတို့ဟာကောင်းမွန်တဲ့နားထောင်သူတွေဖြစ်ပြီးတငင်ချင်းတွေရဲ့ပြဿနာတွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးတတ်ကြပါရယ်ခန်းစင်ရာဒီကွင်းတွေဟာသူတို့ချစ်ခင်ရသူတွေအပေါ်အယံတစ္ဆာရှိကြပါရယ်ချစ်သူအိမ်အောင်ဘတ်ဆိုရင်လေတသက်လုံးလက်တွဲမဖြုတ်ပဲပေါင်းသင်းမဲ့သူတွေပါသူတို့အတွက် အိမ်ဆိုတာဘဝမှာအရေးကြီးဆုံးအပိုင်းပါအိမ်နဲ့မိသားစုကိုအယမ်းချစ်မြတ်လို့ပြီးအိမ်မှာနေရတာကို အပင်ထွက်တာထက်ပိုကြိုက်တတ်ကြပါတယ်သူတို့ရဲ့အိမ်ကိုတတောင်တတာရှိပြီးလှပအောင်အမြင်အလှဆင်တက်ကြပြီးမိသားစုနဲ့အတူ အချင်းကုံဆုံးရတာကိုပျော်ရွှင်နေကြကြပါတယ်ဒါပေမဲ့သူတို့မှာအားနည်းချက်တွေလည်းရှိပါတယ်လိုက်လမ်းမှုမှုကြောင့်စိတ်ဆက်ခြင်းကသူတို့ရဲ့အားနည်းချက်တစ်ခုဖြစ်ပါတယ် တစ်ခါတရံမှာမနက်ကပြိုရွှင်နေပြီးနေ့လေကျရင်ဘာမဟုတ်ပဲစိတ်ကောက်နေတော်မျိုးဖြစ်တတ်ပါတယ်။နောက်ပြီးသူတို့ဟာထိခိုက်လွယ်တဲ့ sensitive ဖြစ်ပါတယ်။အပြောဆိုဓမ္မဟုတ်လောရအနေငယ်လေးနဲ့တင်စိတ်ထိခိုက်လွယ်ပါတယ်။ဒါအပြင်သူတို့ဟာအသိကိုမမေ့နိုင်တဲ့ clingy or unable to let go ဖြစ်တတ်တဲ့အတွက်အသိကအမတရားလီကိုဆွဲလမ်းနေတတ်ကြတာမျိုးလည်းရှိပါတယ်။ ကျုံပြောင်းရရင်ကန်တက်ရသည်တွင်ပိုင်ရှင်တွေဟာသူတို့ချစ်ခင်ရသူတွေအတွက်အမြင်ဘေးနားမှာရှိနေပေပြီးစောင့်ရှောက်မှုပေးတတ်တဲ့သစ္စာရှိရဲ့နှွေးသွေးတဲ့နှလုံးသားပိုင်ရှင်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့စိတ်ခံစားမှုပြင်းထန်တတ်တဲ့သဘောတဘာဝကြောင့်တခါတရံစိတ်ဆက်တာမျိုးရှိနိုင်ပေမယ့်သူတို့ဟာတကယ်ကိုကောင်းမွန်တဲ့မိတ်ဆွေတွေမိသားစုဝင်တွေဖြစ်ကြပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ပေးရသည့်ခွင့်အကြောင်းသိကျင်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနော်။ Like and subscribe လုပ်ဖို့လည်းမမေ့နိုင်အောင်